ားခင်များကျမတို့ကိုဘုရားသခင်ကသာသမီပေးထားပြီဆိုရင်အကြီးဆုံးကနေအငယ်ဆုံးအထိတိုင်းမှာကျမတို့ကဝိညာဉ်ရေးရာအတွက်ပူပန်ပေးတတ်တဲ့သူဖြစ်ရကျမတို့ကတစ်ခါသေးတုံတင်တဲ့ခါမှာနားလည်နိုင်မဲ့နော်ကျမတို့ပြောတဲ့အရာကိုခံယူတတ်မဲ့သာသမီကိုပဲပို့ပြီးတော့သင်ပေးခြင်းတယ်ဒါပေမဲ့အခုဒီမှာကြည့်လိုက်တဲ့အခါမှာအဲ့ဒီလိုမျိုးတစ်ဖက်စောင်းနေဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုပေးပူရင်အတွက်ပြင်ဆင်တဲ့အခါမှာဘသူကကြားသွားတယ်လဲဆိုတော့ဘေးနားမှာရှိတဲ့သူ့ရဲ့မိန်းမဖြစ်တဲ့ရေဘက်ခါကကြားသွားတယ် ဲ့တော့ကျွန်မအရင်တော့စဉ်းစားရရေဘက်ခါဆိုတဲ့အမျိုးသမီးကနော်သူ့ရဲ့ตาဖြစ်တဲ့ယာကုတ်ကိုသူ့အဖေကိုသွားလိန်ဖို့နဲ့သင်ပေးတဲ့မိခင်ပဲလို့ကျွန်မကအဲ့လိုထင်ခဲ့တာဒါပေမဲ့ကျန်းစာကိုလိတ်လိုက်ရင်လိတ်လိုက်ရင်လည်းဘယ်ဟုတ်မလဲရေဘက်ကဟာထူးခြားတဲ့သူပဲဒါကြောင့်မလို့တတော်များများသောဟိုခရိယံအမျိုးသမီးတွေရဲ့နာမည်ထဲမှာရေဘက်ခါဆိုပြီးတော့နာမည်လေးတွေမဲ့ထားတာရှိတယ် ကျမကအရင်တော့ကဘလို့စဉ်းစားလို့ဒီလောက်ထိစိုးတဲ့အမျိုးသမီးရဲ့နာမည်ကိုဘာဖြစ်လို့ပေးကြတယ်လဲမသိဘူးစမ်းစာမဖတ်ကြဘူးလားပေါ့ကျမဒါပေမဲ့တိတိကျကျကြည့်လိုက်တဲ့အခါမှာရေပက်ခါဆိုတဲ့အမျိုးသမီးဟာထူးခြားသောအမျိုးသမီးဖြစ်တယ်ဝိညာဉ်ရေးရနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုတံပိုးမထားတဲ့သူရဲ့လက်ထဲကနေနှုတ်ယူပြီးတော့တံပိုးထားပြီးတော့တောင်းတတက်တဲ့သူကိုပေးအပ်တဲ့သူဖြစ်တယ်ဉာဏ်ပညာနဲ့ပြည့်စုံသောအမျိုးသမီးဖြစ်တယ်အဲ့တော့တံပိုးမထားတတ်တဲ့ဧတော့ မြေကြီးနဲ့ဆိုင်တဲ့ရောင်ကိုပဲသူတက်မတက်တဲ့အေးတော်ဝိညာဉ်နဲ့ဆိုင်တဲ့ရောင်ကိုအမြဲတမ်းလက်လျူရှုတတ်တဲ့အေးတော်အခုချိန်မှာတော့ကောင်းကောင်းလေးပြဿနာတက်ပြီဘာဖြစ်လို့သူ့ရဲ့အမေကဘသူ့ဘက်ကိုပါသွားပြီလဲယာကုပ်ဘက်ကိုပါသွားပြီเนาะကျွန်တော်နာမည်မမားနဲ့เนาะဘသူ့ဘက်ကိုပါသားဆိုအေးတော်နောက်တစ်ခေါက်လဲအေးတော်ကျွန်မကိုအောက်ကနေဖြေကြတယ်အေးတော်ကဘသူလဲအကြီးဖြစ်တယ်ယာကုပ်ကဣဇက်ကအဖေယေဘခါက မေလေးရောက်ပဲရှိတယ်မရောပါနဲ့နော်။ Okay ဆက်ပြီးတော့သွားမယ်။ဒါနဲ့ဘာလို့လဲဆိုလို့ရှိရင်အမေဟင်းရောက်ကိုယူခဲ့ပါလို့လို့ပြောတဲ့အခါမှာရေဘက်ခက်ကကြားသွားတဲ့အခါမှာသူ့သားရောက်ကိုကိုသွားပြီးတော့ပြောတယ်ရာကုန်။အခုနေ့ဖေကသာဝရဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာကိုပြီးတော့ဒီစကားလေးကိုကျွန်မသဘောကျကျန်းစာထဲမှာပြန်ဖက်အဲ့တော့ကျမတို့ကနော်ကျမတို့ကပ္ပဝချန်ခန်းကြီး29ကိုပြန်ဖက်လိုက်မယ်ဆိုရင်တွေ့ရမယ်ဒီထဲမှာတော့ကျမမရေထားပေးဘူး နေဖေကသာဝရဘုရားသခင်ရဲ့ဆိုင်တဲ့ကောင်းကြီးကိုနေအကိုကိုပေးတော့မယ်တဲ့ဒါကြောင့်မလို့နေအခုချက်ချင်းပဲသွားပြီးတော့ယူဖို့နဲ့ပြင်ဆင်ဖို့ရန်အတွက်စိတ်ငယ်တွေကိုယူခဲ့ပါတဲ့ဒါနဲ့ယာကုပ်ကဘာပြန်ပြောလဲဆိုတော့ကျမယာကုပ်ကိုတော်တော်လေးကိုတောက်ကျစ်တဲ့သူလို့ထင်တာယာကုပ်ပြောတဲ့ရောင်ကျမသိသဘောကျသွားတယ်အမေရဲ့တဲ့ဒီလိုလုပ်လိုက်ရှင်အဖေကကောင်းကြီးမပေးမနဲ့ချိန်ချင်းပြောရင်ကျွန်တော်ချိန်အပ်တော်သူဖြစ်သွားမှာပေါ့ အမေရကျွန်တော်မလုတ်ပြပါစေနဲ့ဆိုတဲ့စကားပုံစံမျိုးနဲ့တောင်းပန်တဲ့စကားနဲ့ယာကုပ်ကပြန်ပြောတယ်။ဒါကြောင့်ကျမ်းစာထဲမှာသူ့ကိုစိတ်ကောင်းသောသူလို့ရေးထားလာတော့မသိဘူး။တော်တော်စိတ်ဝင်စားစရာကောင်းတယ်ဒီမိသားစုရဲ့ဖြစ်ဖြစ်။ဒါနဲ့သူ့အမေကဘာပြန်ပြောလဲဆိုတော့အကယ်၍တဲ့နေဖေကရိတ်မိသွားလို့ချိန်မယ်ဆိုရင်အဲ့ဒီချိန်ချင်းငါစီကိုပဲရောက်ပါစေ။နင်ကတော့ကောင်းကြီးရပါစေ။နင်ကတော့ထာဝရနဲ့ဆိုင်တဲ့ဖရာသခင်ရဲ့ဝိညာဉ်ကောင်းကြီးကိုရသွားပါစေဆိုပြီးတော့သူ့အမေကသူ့အတွက်မမမမရက်တည်ပေးတယ်။ဝါး အရင်ဩစရာကောင်းတယ်နော်ဘာလို့ဆိုဒီဒီချိန်ချင်းမျိုးကဒါဖယားသခင်ကြီးကလာတဲ့ချိန်ချင်းမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်ထိသူ့ရဲ့သားလေးအတွက်သူ့ရဲ့သားဝိညာဉ်ရေးရအတွက်ယက်တီပေးရတဲ့မိခင်ကိုကျွန်မမချီးကျူးပဲမနေနိုင်ဘူးတကယ်ပြောတာအဲ့တော့ကျမ်းစာထဲမှာဘယ်လိုဆက်ပြောထားလဲဆိုလို့ရှင်နော်သူပြောတဲ့အရာကအဲကျွန်မသဘောကျတယ်အဲ့ဒါကပါလဲဆိုလို့ရှင်အဲ့ဒီလိုမျိုးသူသွားပြီးတော့ပေးတဲ့အချိန်မှာတဲ့သူသွားပြီးတော့ပေးတဲ့အချိန်မှာသူ့ဖေကနေပြီးတော့သူ့ကိုမရိပ်မိဘူးသူ့ဖေက ။ရာကုတ်လာတဲ့အချိန်မှာအခုစကားပြောနေတာဘာတူလဲတဲ့။အခုစကားပြောနေတာဘာတူလဲ။ဘေသူနီးတဲ့။တနည်းအားဖြင့်ရာကုတ်အတန်တော်သူမရင်နေဘူး။ဟယ်လို။ဘလောက်တိအချိန်နေဆိုလဲ။အခုသူ့ဖေကရာကုတ်ရဲ့အတန်ကိုမမတ်မိဘူးဆိုမှတော့ကျင်းသေးတယ်။သူ့သားနဲ့သူနဲ့စကားပြောတဲ့အချိန်တော့မရှိသလောက်ပဲ။ Come on ။ ော့နမနဲ့တစ်ချက်ချင့်ရင်အချိန်ပေးပါကိုယ့်ရဲ့ဇနီးတဲ့ကိုချင့်ရင်အချိန်ပေး ကိုယ့်ရဲ့သားသမီးကိုချင့်ရင်အချိန်ပေးကိုယ့်ရဲ့အသင်းသူအသင်းသားကိုချင့်ရင်အချိန်ပေးအာမင်ကိုယ့်ရဲ့ cell group မှာရှိတဲ့တွေကိုချင့်ရင်အချိန်ပေးဖို့အတွက်ရည်ကြီးတယ်အချိန်မပေးဘူးဆိုလို့ရှိရင်ဒီနေ့အချိန်ရောက်လာတဲ့အခါမှာကိုဘင်းနာမှာရှိတဲ့သူကဘသူဖြစ်တယ်လဲဆိုရရကိုမသိပဲဖြစ်နေလိမ့်မယ်ဒါနဲ့ယာကုပ်ကဆက်ပြောတယ်အခုအဖေမာထားတဲ့နော်ဟင်းပေါ့နော်ဟင်းလျာကိုကျွန်တော်ကအမေဟင်းလျာကိုချက်ပြီးပါပြီအမေတော့ तू ချက်ထားတာမဟုတ်ဘူးသူ့အမေကချက်ပြီးတော့လိန်ခိုင်းတဲ့အတိုင်းပြောခိုင်းတဲ့အတိုင်းပဲ तू ကလာပြီးတော့ပြောတာဖြစ်တယ် तू ချက်ချက်ထားတယ်ပေါ့ဒါနဲ့နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတော့သူ့ဖေကသူ့ကိုမရိပ်မိတော့ကြောင်းတဲ့နည်းနည်းလေးမှကိုမရိပ်မိတာစမ်းစာထဲမှာဒီလိုပဲပြောပြောပြတယ်အဘမရိပ်မိသဖြင့်တခါဒီကျမတို့ဖခင်တွေကဘာဖြစ်တတ်လဲဆိုတော့ကိုဝါဒနာပါတဲ့ကိုနဲ့အကြိုက်တူတဲ့အရာကိုသားသမီးကလုံမအဲ့အချိန်မှာသားသမီးနဲ့အချိန်ပြတတ်တဲ့ဖခင်ရှိတယ်ဟယ်လို ကိုကဘောပွဲကြိုက်တယ်တားကတခါတည်းအဖေနဲ့ချင်းယူရှင်တော့ဘေးနားကနေတားလေးကလာထိုင်ပေးရတဲ့ပုံစံအဲ့ချိန်ကျမှတားနဲ့စကားပြောပြီးတော့ဟာမန်ယူဆိုတာဘာလဲအာဆနယ်ဆိုတာဘာလဲဘရာဇီးသင်းဆိုဘလူးဘလူးပေါ့နော်ဒါလိုရှင်းပြတာအဲ့တော့ပြောင်းပြန်ဖြစ်နေတယ်ခလေးကအဖေနဲ့အချိန်ယူဖို့နဲ့ပြန်လဲပြီးတော့စူးစမ်းနေရတဲ့ပုံစံဖြစ်နေတယ်ဆိုရင်တခုခုတော့လွဲနေပြီအာမင်အဲ့မနောတားကနေပြီးတော့ ချိန်ယူခြင်းလိုက်တာလို့မပြောရလေအောင်ကိုယ့်ဘက်ကနေအမြဲတမ်းအချိန်နဲ့ပတ်သက်လာလို့ရှိရင်ပေးတက်ဖို့နဲ့ရေးချင်အချိန်ပေးပါလို့ပြောတဲ့ကောင်မအဲ့ဒီမှာအများကြီးပါသွားပြီအချိန်ပေးပါလို့ပြောတဲ့ကောင်အချိန်ပေးလိုက်တယ်ဆိုသင်ရဲ့အသက်ဝိညာဉ်ကိုသင်ဖဲ့ပြီးတော့ပေးလိုက်တာနဲ့အတူတူပဲသင်ရဲ့ဉာဏ်ပညာကိုဖဲ့ပြီးတော့ပေးလိုက်တာနဲ့အတူတူပဲသင်ရဲ့တက်ဆွမ်းခြင်းတွေကိုဖဲ့ပြီးတော့ပေးလိုက်တာနဲ့အတူတူပဲဖြစ်တယ်အချိန်ပေးပွင့်တွေဖြစ်တယ်တခါကအဖြစ်ပြက်လေးတစ်ခုရှိတယ်ဒီနေ့ကျတော့အိမ်တိုင်းမှာမိသားစု၃ယောက်ရှိတယ်အဲ့ဒီဇနီးမောင်နဲ့၂ယောက်မှာသားလေးတစ်ယောက်ပဲရှိတယ် မေရိကန်နိုင်ငံလူမျိုးမှာကြတော့သူတို့ကရက်တီဖို့ရန်အတွက်ကအိမ်တလုံးဝယ်ထားပြီဆိုရင်အဖေကောအမေကောကအလုံလုံမှပဲအဲ့အိမ်အကျွေးကိုဆက်နိုင်ကြတာဖြစ်တယ်ကားအကျွေးကိုဆက်နိုင်ကြတာဖြစ်တယ်ဒါနဲ့အဲ့ဒီတားလေးကနေပြီးတော့တခါတယ်အဖေမေရဲ့မြေတားကိုမရအဖေမေရဲ့အချိန်ပေးခြင်းကိုမရတဲ့အခါမှာအထူးသဖြင့်တားဖြစ်တဲ့အခါမှာအဖေကိုနှောင်တွယ်တတ်တယ်လေဖေမြနော်တားတွေရှိလို့ရှိရင်နော်တားတွေနဲ့အချိန်ယူဖို့နဲ့ကျွန်မအားပေးချင်တာပါဒါနဲ့အဲ့ဒီတားကနေပြီးတော့ သူ့ဖေစီကိုသွားပြီးတော့အဖေကအလုတ်ပြန်လာတဲ့ခါမှာအယံမောနေတာပေါ့နော်အဲ့နဲ့မိကလည်းအလုတ်သွားပြီးသူကမနေ့ဂိုင်းနေညဂိုင်းနေအဲ့လိုဆင်းကြတာ night shift နော် morning shift ဒီလိုဆင်းတာ哦တနေ့သူ့အမေကမရှိတော့သူ့အဖေပြန်လာတဲ့ခါမှာအဖေကိုသူကသွားပြောတယ်ညဲတဲ့အိမ်မှာတယောက်တည်းကျန်ခဲ့ရတဲ့တားလေးကဒါရှင်နှစ်ကိုနှစ်လောက်ပေါ့ခါတကြလို့ရှင်လက်အထိန်လာတယ်ပေါ့ဆိုတော့အဲ့မှာသူ့အဖေကိုဘာသွားပြီဆိုအဖေတဲ့အဖေတရက်လောက်အားကဘယ်လောက်ရလဲသွားမေးတာဒါသူ့အဖေက ဟိုအော်ငါသားလေးစိတ်တက်လိုက်တာငါ့ကိုမေးရှာတယ်မပြောဘူးနေငါငါ့ကိုလာပြီးတော့ဘလောက်ရတယ်လို့မေးရအောင်နေအဖေကိုအာခံကျင်လာတာငါဒီလောက်ပင်ပန်းနေတဲ့အချိန်မှာနေငါငါလဆောင်လာမေးတယ်ဟဲ့လားသူ့အဖေကအဲ့ဒီကလေးလေးကိုအဲ့လိုဆူလိုက်တယ်ဟဲ့ကလေးလေးကအယံဝမ်းနေသွားတယ်ဒါနဲ့ခဏနေကြတော့သူ့ဖေကပြန်ပြောလိုက်တယ်အင်းငါတရက်ကိုဒေါ်လာတရာရတယ်အဲ့တော့နေငါဘာလုပ်ချင်လို့လဲသူ့ဖေကလည်းတိကျနေစိတ်နေပေါ့သူ့ပြန်ပြောလိုက်တယ် ေါ်လာ100ရရတယ်ဆိုတောင်းကို90လောက်ချီးပါလားတောင်းကို90လောက်ချီးပါဘယ်နဲ့သူ့ဖေကဒေါ်သာကတစ်ဆင့်ပြီးတစ်ဆင့်ပို့ပြီးတော့တိုးလာမင်းကမမင်းပါထင်နေလေငါကဒီဒေါ်လာ100ကိုရဖို့တဲ့တဝက်ခွဲပေးရမယ်ဆိုတော့မင်းကအိမ်မှာနေပြီးတော့ចောင်းလေးတက်ပြီးတော့စားရုံတောက်ရုံနေနဲ့မင်းကဒေါ်လာ90ကိုဘာလို့ဖို့လဲလို့ပြောပြီးတော့ဟောက်ပြီးတော့ကလေးကိုဆဲပြီးတော့မအော်လွတ်လိုက်တဲ့အခါမှာသူ့ရဲ့သားလေးကအယောင်းဝမ်းနေပြီးတော့သူကအိမ်ခန်းလေးကိုပြန်သွားတယ် ပြန်သွားတဲ့အချိန်မှာအဲ့အချိန်မှာသူ့ဖေကသတိထားမိလဲတော့အိုးငါသားကငါအော်လိုက်မိပြီပဲငါသားကငါဆဲလိုက်မိပြီပဲ तू ကငါနဲ့အချိန်မီယူတာကြာပြီဆိုပြီးတော့မှနည်းနည်းလေးစိတ်မကောင်းဖြစ်သွားတော့သူ့သားဘာလုပ်နေလဲဆိုတဲ့အရာကိုသွားပြီးတော့အိမ်ခန်းတကောင်ဖွင့်ပြီးတော့ချောင်းကြည့်တာချောင်းကြည့်တဲ့အခါမှာသူ့သားကခေါင်းအောက်ထဲကနေပတ်စံတွေကိုရီးနေတာဒါနဲ့သူ့ဖေကအယံတော်တာထပ်ပြီးတော့ဟဲ့နေငါအခုနငါစီမှာပတ်စံလာချီးတယ်နေစီမှာဒီလောက်ပတ်စံတွေအများကြီးရှိရတဲ့တားနဲ့ နေဘာဘလို့ငါ့ချင်မှာပတ်စံလာတောင်းတယ်မဟုတ်ဖို့ကိုမင်းတောင်းစရာလိုသေးလို့လားလို့ပြောတဲ့အခါမှာသူ့သားကဒီလိုပြန်ပြောတယ်အဖေတဲ့အမှန်တော့သားပတ်စံမလောက်လို့ပါတဲ့သားမှာပတ်စံ50ရှိရဲ့တဲ့အဖေစီက50သားချီးပြီးပြန်ဆက်มาပါအဖေစီက50ရရင်သားတရားဖြစ်သွားပြီအဲ့တရားကိုအဖေကိုပေးမယ်အဖေတနိုင်လောက်သားနဲ့အချိန်ပေးပါလား ကျမတို့ရဲ့သားသမီးနဲ့ကျမတို့အချိန်မီတာဘလောက်ကြာပါပြီလဲကိုပင်ပန်းနေတယ်ကိုအလုံးရှုံနေတယ်နော်ကိုအပြင်မှာရှိတဲ့စီးပွားရေးတွေကိုလုံနေတယ်ဆိုတဲ့အရာကသားသမီးအတွက်စစ်မှန်တဲ့မြတ်တောင်မှမဟုတ်သေးတာအပြင်မှာရှိတဲ့အလုံးလုံးချင်ငွေကြေးရှာခြင်းဆိုတဲ့အရာကမြတ်တာရဲ့နော်ကြီးမားခြင်းကိုပြတဲ့သေသေးဖွဲ့ဖွဲ့လေးပဲရှိပါသေးတယ်ဒါလေးကိုကျမနားလဲစီချက်တခါသေးသားသမီးတွေကအိမ်မှာအဖေပဲတော့ပြန်လာမလဲ အော်ငါတို့ဖေကငါတို့နဲ့ပဲတော့အချိန်မှာငါတို့မေကငါတို့နဲ့ပဲတော့အချိန်မှာလဲဆိုရင်နှလုံးသားနဲ့စောင့်နေတတ်တဲ့အရာလဲရှိကြတယ်ဒီလိုပဲသားသမီးတွေကိုယ့်အိမ်မှာရှိတဲ့မိဘတွေကိုပြစ်ထားဝင်တယ်မဟုတ်ဘူးကိုကအလုရှုပ်တာမနဲ့ကျမဆိုလဲခလေးသုံးယောက်နဲ့အလုရှုပ်တယ်အရန်ပင်မန်းတဲ့အရာတွေရှိတယ် ministry နဲ့အလုရှုပ်တဲ့အရာတွေရှိတယ်ဒါပေမဲ့ကျမအများနဲ့စဉ်းစားမိလိုက်တဲ့အရာကဘာလို့ငါအဖေနဲ့အမေအဆင်ပြေရဲ့လား ဒီလိုစဉ်းစားစီခြင်းမိဘရှိတော်သူများကိုယ့်ရဲ့မိဘကိုတမိုးထားဖို့နဲ့ရည်ချီးရင်တခါတည်းသူတို့ကကျွန်တော်တို့ဖေးချိန်လာမလဲဆိုရရာကိုစောင့်နေတတ်ကြတယ်ညှော်နေတတ်ကြတယ်ကျမတို့ရဲ့စကားအတန်ကိုပြန်ချပွင့်အတွက်မိခင်ဖခင်ဒီဘက်ကလည်းစောင့်နေတဲ့အရာတွေရှိတယ်ဆိုရရကိုကျမနားလည်စီချင်တယ် ။ဒါခါဆိုမိခင်ဖခင်တို့ကကျွန်တော်တို့ကကောင်းကောင်းမွန်မွန်ချွေးမွေးပြုစုပြီးတော့အပြင်မှာအလောက်ရှာလောက်တဲ့အတွက်ကြောင့်မလို့မိခင်ကိုကောင်းကောင်းမွန်မွန်ဖခင်ကိုကောင်းကောင်းမွန်မွန်ချွေးမွေးပြုစုထားနိုင်ပြီဆိုပြီးတော့ဒါငါတို့လွတ်ပြီးချွတ်ပြီးလို့ထင်မှားပြီ။အဲ့ဒီရကအထူးသဖြင့်စင်ကာပူနိုင်ငံမှာထိုကဲ့သို့သောအမှုရာတွေရမ်းများတယ်။ကျွန်မကစင်ကာပူနိုင်ငံမှာနေခဲ့ဖူးတဲ့အတွက်ကြောင့်မလို့အဲ့ဒီအဖြစ်အပျက်ကိုသိတာ။မိဘတွေကကလေးတွေကိုအချိန်မပေးနိုင်ဘူးအလုပ်လုပ်ရတယ်။ဒါနဲ့ကလေးတွေကပြန်ကြီးလာတဲ့အချိန်မှာမိဘကိုအချိန်မပေးတော့ ဘိုးဘွားရိတ်တာပို့တာဒါနဲ့အချိန်မပေးတဲ့ကောင်မှမိဘတွေကအချိန်တောင်းဘလို့ပြန်ပြောကြလဲတလားအရင်အံ့ဩကြကောင်ဘလို့ပြန်ပြောလဲတလားညီကောင်မမတော့ငါတို့ငယ်ငယ်တုန်းကလေတဲ့သူတို့ငွေရှာဖို့ရံအတွက်ဒီလိုပဲအိမ်အကူနဲ့နေခဲ့ရတာဟွန်းအခုငါတို့ကသူတို့ကောင်းကောင်းနေဖို့ရံအတွက်ဘိုးဘွားရိတ်တာမှနေနိုင်ဖို့ရံအတွက် nest တွေနဲ့ထားနိုင်ဖို့ရံအတွက်ငါတို့ကအလုပ်လုပ်တာတရားမျှတတယ်ဆက်စိုးတရားအရာကိုအကြောက်ဆုံးပဲဖြစ်တယ် है तो मेरा भी उपयोग ना रहेगा तो यहाँ पे और यार को डाबे रहे डाबे अब मिताज रे छह यूज़ रहे यार यहाँ ये चीज़ बात कुछ यार ये पक्को कर खाते चमारों का ते सों दुआ भी ना मशीनों में अमले deepest condolences to you my heart break दे बारे तो रहे rest in peace दे बारे पैंसी दे बारे पूरे ताले चमार भी भ खोरो मुझे मखाया के मातू आज भी मुझे था ချက်ချောင်းတမိုးရှိချောင်းကိုအသက်ရှင်စေအခါမှာကျွန်တော်တို့ပြောပြမှာဖြစ်တယ်။သိဆုံးပြီးသွားတော့မှလေတခါတည်းသူကတော့ဘလို့ကောင်းခဲ့တာသူကတော့ဘလို့မျိုးနှလုံးသားရှိတာဘလို့ဂုံယူစရာကောင်းတယ်ဆိုတဲ့အရာတွေကိုပြောတာကိုရှင်တဲ့အချိန်မှာပြောကြပါ။ကိုမင်းနာမှာရှင်သူကိုပြောပါ။အသက်ရှင်တဲ့အချိန်ကိုတံပိုးထားပြီးတော့ကောင်းတဲ့စကားကောင်းတဲ့အပြုမှုကိုပြုမှုပါလို့တံပိုးထားတတ်ပါစေလို့ပြောရအောင်။